မင်္ဂလာပါခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့ DBB သတင်းဌာနကတွဲဆိုမေးမြန်းဖို့စီစဉ်ထားသူကတော့အာဇာနည်ကိုဦးထဲမှာပါဝင်ခဲ့တဲ့ဆရာကြီးဦးရဇဲရဲ့ဒါအကြီးဆုံးဖြစ်သူဦးတင်မြင့်နဲ့တွဲဆိုမေးမြန်းသွားမှာဖြစ်ပါတယ်တွဲဆိုမေးမြန်းဖို့စီစဉ်ထားတဲ့အကြောင်းကတော့ဒီ290ပြည့်အခမ်းအနားဒီအာဇာနည်နေ့အခမ်းအနားမတိုင်ခင်မှာအာဇာနည်နေ့နဲ့ပတ်သက်လို့ဘလို့မျိုးတွေလက်ဆင့်ကမ်းပြီးတော့ထိမ့်သိမ့်လာခဲ့ရတယ်လဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့တွဲဆိုမေးမြန်းဖို့စီစဉ်ထားပါတယ်ဟုတ်ကဲ့မင်္ဂလာပါဆရာကြီးမင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့ကျွန်တော်တို့ပထမဆုံးသိကြတာကဆရာကြီးဦးရဆရာဖာစာပါလာအဖွဲ့မဝင်ခင်မှာပေါ့သူ့ရဲ့ဘဝတစိတ်တစ်ပိုင်းကဘလို့ဖြတ်သန်းခဲ့ရတလေခင်ဗျာအဲ့ဒါသိကြပါတယ်ဟိုသူကတော့စရရတယ်ဘရောဒီမြို့ရှိစိတ်ဆစ်ရှိတဲ့အတွက်ကြောင့်သူကမန္တလေးမှာဘိုးမျိုးသားထက်တန်းကြောင်းဆိုပြီးတော့သူကဖွင့်တာပေါ့လေဆိုတော့သူကဘယ်လိုဆိုတော့ဂျပန်ခေတ်မှာဘိုးရောင်ဆန်းနဲ့ဆက်သွယ်ဖို့လာပြီးတော့ခေါ်တာအဲ့မှာသူကဆက်သွယ်ဖို့သွားတဲ့အခါမှာအဲသူ့ရဲ့เจ้าကဆရာတယောက်ကနေပြီးတော့ ။ तू อ่ะဘီရင်ကင်းကန်းဆိုယုံတာဟုတ်။ကျွန်တော်ဒီနေ့တော့ဆရာကြီးလိုက်မသွားနဲ့။မင်းပြန်ကြပါသွား။မင်းပြန်ကြလို့ရှိရင်တော့ဒါဒီနေ့ပြက်သရာမင်းပြန်ဆွေတော်တွတ်သွားပြီ။ဆိုတော့ तू တည့်မသွားလိုက်တဲ့အတွက်ကြောင့်သူ့ဂျပန်ကဖန်ခံ။ဆိုတော့ဒါကတော့ဂျပန်ခင်မှာ तू ဖန်ခံတာပေါ့လေ။ထောင်ထဲမှာတည်ရမလား။ तू ကတတ်ခံမလားဘာလားအဲ့လိုဖြစ်နေချိန်မှာ तू ကနောက်ဘုံချရတဲ့အခါကျတော့ तू လွတ်လာတာ။လွတ်လာကြတော့ဒီကိုယ်လုံးကဒါကြတဲ့ဦးရင်းနေနဲ့ဘာခေါ်တော့ဟိုတို့ကျွန်တော်တို့ဘာခေါ်လို့စားဝဲနေနဲ့ ဆိုဝဲနေဖြစ်ပြီးတော့သွားလာအဲဝဲကုတ်နေရတာပေါ့လေဆိုအဲ့ဒီအချိန်မှာရင်းကနေပြီးတော့အဲ့ဖွဲဖွဲဖို့အတွက်ကိုတို့ကနေပြီးတော့ဆိုင်ရှောက်ပြီးတော့ခေါ်ကြတယ်စီးုံတာပေါ့စီးုံတဲ့အခါမှာအဲ့ဒီဟိုလေးပေါ့တခင်အဖွဲကနေပြီးတော့မလို့ရဲဘူးဘာလို့ဆိုအဲ့ဒီအချိန်ကရင်းကဟိုအင်္ဂလိပ်ကရှိတယ်ဆိုတော့အဲ့တော့အဲ့လိုဖွဲဖွဲလို့ရှိရင်ဟလာဒီဂျပန်လဲထွက်ခါစားဆိုတော့အသက်ခံရမလားဘာလားဆိုတာတွေကမသိဘူးဆိုတော့ဘယ်သူမှမလို့ရဲကြဘူးလို့ရဲကြတော့အဲ့မှာ ဘုံကြီးတင်ဆိုးတာရှိတယ်ဆိုတော့သူကနေပြီးတော့ကလာပြီးတော့ကဲဘူးဆရာတော်ကြီးတွေကိုပြောတယ်ဆရာတော်ကြီးဟိုရင်းရှိတယ်ဆရာကြီးရသရှိတာပဲကျွန်တော်တို့သူ့ကိုတာဝန်ပေးရေသူကရမှာပါဆိုတော့ねအဲဆရာတော်တစ်ပါးနဲ့အဲတယောက်ကသွားပြီးတော့ပုဂ္ဂိုလ်တူကသွားပြီးခေါ်တယ်ခေါ်တဲ့အခါကျတော့ဆရာကြီးအဲ့လိုပဲရှိတယ်ဘယ်လိုသဘောရလဲအဲ့တော့လိုရဆိုရင်တော့အဲဒီပြီးတော့လို့အစင်းနေမယ်အဲလုံကြီးလဲပြီးတော့လိုက်ခဲ့မယ်ဆိုတော့လုံကြီးမလဲနေတော့တခါလဲသာလိုက်ခဲ့တော့ ။ဆိုရင်လူကြီးတော့မလဲဘူး။သူတန်းလိုက်သွား။လိုက်သွားပြီးတော့အဲ့ဒီမှာသူ့ကိုဥက္ကရာခံလိုက်တယ်။နောက်ရင်းတို့လူလူလားဘာလို့ကတော့သူ့အဖွဲ့ဝင်ဖြစ်သွားတာပေါ့လေ။ဆိုတော့ဒါကတော့အဲဒီဖတ်စပ်ပလအရင်အဖွဲ့တစ်ဖွဲ့ရှိတော့အဲ့ဒီပါ။ဆိုတော့အဲ့နောက်ကြတော့ကအလုံးအစီအပြေသွားတဲ့ခါကျတော့ဘုရားအောင်ဆန်းနေပြီးတော့ပြင်းလို့မယ်ဖတ်စပ်ပလဖွဲ့တော့ပဲဆိုတော့ဘုရားအောင်ဆန်းကလည်းမန်းလေးသွားတယ်ဆိုတော့သွားပြီးတော့ခုနကဟိုပုံကူတွေလည်းရှိတယ်ပုံကူတွေလည်းဆရာတော်ကြီးလည်းရှိတယ်ဆိုတော့အဲ့ဒါနဲ့သူက ်မေးတယ်ခင်ဗျားတို့ကျွန်တော်ဖတ်စာပလဖွဲတော့ပဲအဲ့တော့ခင်ဗျားတို့ဘယ်သူဥက္ကဋ္ဌတင်မလဲဆိုအဲ့လူကပြောတော့ဟာမန်လေးမှာဆိုလို့ရှိရင်တော့ဒီဘုရားဘာသာထုံးငါရနော်ပရင်ဘင်းနန်းဆိုင်ရမြို့ဖြစ်တယ်တရားမလို့ကျွန်တော်တို့အနေနဲ့ကတော့ခြားတရားကိုရင်းအစားကိုတို့ထည့်ရဆိုရှိမှာပေါ့လေအဲအစားကိုကျွန်တော်တို့ခန့်ရင်ကောင်းမယ်ဆိုတော့ခါကျတော့ကြောက်အောင်စားကလှည့်ပြီးတော့မေးလိုက်တယ် အဲဆရာတော်ကိုနာမည်မင်းနေဆရာတော်ဘယ်လိုသွားရလဲဆိုတော့ဆရာတော်ကဘာပြောလဲဆိုတော့ဘုရားအရင်တုန်းကဒီအသက်ခံမလားဘာလားဖြစ်နေတော့မလုပ်ရတဲ့လူတွေကအခုခွေရတာတော့မှလာပြီးတော့ဥက္ကဋ္ဌလုပ်မယ်ပါညာဆိုတော့လုံးဝဖြစ်တယ်ဘုရားဆိုရင်တော့အဲ့ဒီဆရာတော်တို့အနေနဲ့ဆရာတို့အဖွဲ့အဖွဲ့ကတော့ဒီဆရာယူရဇာပဲဥက္ကဋ္ဌဖွဲ့မယ်ဆိုတော့အဲ့လူတွေပြောတယ်ခင်ဗျားဘာပြောရင်းသေးလဲငြိမ်သွားတယ်ဘာမှပြောတော့ဆိုတော့အဲ့ဒီမှာဥရဇာကဖဆဗလာဥက္ကဋ္ဌဖြစ်သွားတယ် နောက်လူလူဦးလာတို့အတွင်းဘူးလားမသိဘူးဖြစ်သွားတော့အရင်ကရှိတယ်ဟိုမင်းမျိုးမင်းတွေတယောက်ပဲ तू ကဒုတိယဘုရားပေါ့လေဆိုတော့အဲ့လိုဖြစ်သွားတာဒီအာဇာနည်ကိုဦးထဲမှာဗိုလ်ချုပ်ဦးဆန်းတို့နဲ့အတူပေါ့နော်ဟိုဖြစ်သွားတာဆိုတော့ဒီအဲ့ဒီအခြေရန်နေနောက်ဆုံးမကြခင်အထိပေါ့နော်ဒီဗိုလ်ချုပ်အောင်ဆန်းနဲ့ဆရာကြီးဦးရဆန်းနဲ့ဒီနိုင်ငံရေးဖြတ်သန်းမှုမှာဘလိုတွေဖြတ်တန်းခဲ့ရတယ်လေဒါတာဖြစ်သူအနေနဲ့ပေါ့နော်တမိုင်းအရာဘလိုတိထားလဲဒါလည်းပြည်သူတွေကိုသိစေချင်လို့ပြောပြပေးပါဦးခင်ဗျဆိုတော့ तू ကတော့အဲ့ဒီမှာ เอ่อบ่ย่องซ่าแคบิเน่ผ่ไล่ไปผ่ไล่ได้คามาโห2อู้จันเน่2อู้จันได้คาจ้ะรออ่ะเออเสียรอเสียบ้าหนีไปแล้วละมาทูไปแล้วเอ่ออู้ซ้อล่ะสรเอาล่วยเด้แกตะกายี้ตวาตวาไปแล้วก็บ่ย่องซ่าเล่แท้โอแท้เออเนี่ยอุราซักกูวุ่นนี่ตะเนี่ยไปอ่ะเมสรเอลูบอกไล่ได้คาจ้ะรออู้ซ้อล่ะล่ะลาไปแล้วก็เอออุราอริงกูบ่ย่องซ่าโหตาวะเล่นไอ้มาตวาไปได้คาจ้ะรอตู้เนี่ยเปียสัวก็บอกเด้ ဟိုထားခဲ့ပါမမြဘူးဆရာဆရာတော်ကြီးကပြောနေတာဘိုးရောင်ဆန်းလက်ထဲကိုထည့်ရမယ်ဆိုတော့အဲဘိုးရောင်ဆန်းကဘာလဲဖြစ်တာလဲဆိုတော့အဲ့လိုပဲဆိုရောင်ဆန်းယူလိုက်တယ်ယူတယ်လက်ခံပြီးနောက်တနေ့ကျတော့ဒီကက်ဘိနက်ထဲမှာအရင်ကိုဥရဇတ်ကိုအော်ပညာရေးနဲ့အမျိုးသားစီမံကိန်းဝင်ကြီးပေးလိုက်တယ်အများသိကြတာတော့သူ့ကိုပညာရေးဝင်ကြီးပဲသိကြတယ်အမှသူအမျိုးသားစီမံကိန်းမှာပါတယ်ဘာလို့အမျိုးသားစီမံကိန်းဆိုတော့အချိန်အမှန်အရေးကြီးတာဒါပေမဲ့သူ့ကိုယုံလို့ဘိုးရောင်ဆန်းနေပြီးတော့နှစ်ခုပေးလိုက်တာ အဲ့တော့ဘုရောကသူ့ကိုယုံကြည်လို့ပေါ့နော်ဒါအမျိုးသားပညာရေးကိစ္စရောပညာရေးဝန်ကြီးတာဝန်ရောဆရာကြီးဥရဇာလက်ထက်ကိုထည့်လိုက်တာဆိုတော့ဆရာကြီးဥရဇာကိုယ်တိုင်ကရောဘုကျုပ်ဖြစ်စေခြင်းနဲ့စံတာတွေပေါ့နော်အဲ့ချိန်တော့ဘယ်လိုမျိုးဘုကျုပ်နဲ့လက်တွဲပြီးတော့နိုင်ငံအတွက်ပေါ့ဒီလူမျိုးတွေအတွက်ဘယ်လိုမျိုးဖော်ဆောင်ပေးခဲ့တာဟိုရှိခဲ့ပါလေဗျဆိုတော့ तू ကတော့မျိုးရှိစိတ်ဗရန်ထက်တဲ့နော်တိုင်းမျိုးလည်းမနှချစ်တယ်ချစ်တဲ့ကြောင် तू ကဘုကျုပ်ပေးတဲ့တာဝန်ကိုအကုန်လုံး तू ကထမ်းမွားအစင်းနေမယ်ပေါ့ဒါပေမဲ့အဲ့တော့အချိန်လည်းသိမြလိုက်ဘူးပေါ့လေဆိုတော့အဲ့ဒီမှာတစ်ခုရှိတာက အဲကက်ဘိနက်တခုမှာရင်းရင်းကနေပြီးတော့စေရဇာကနေပြီးတော့ဟာတင်တယ်ရင်းမန်းလေးမှာတက်ကူတူတခုကျွန်တော်တို့ဖွင့်နေတယ်ဆိုတော့အဲ့တော့ဆရာကြီးရေမကြောက်စမ်းကကျွန်တော်ရောင်မာတခုရှိပြီပဲအခုလိုချိန်မှာနောက်တစ်ခါတခုလိုသေးလားဆိုတော့မေးတယ်ကက်ဘိနက်မှာဆိုတော့ပြန်ပြောတယ်ဆရာကြီးရာကဘိုးချုပ်အထက်ဘက်မှာပြန်လာရှိတယ်ကလေးတွေမှာချင်းတို့ကချင်းတို့နော်အဲ့ဘက်က လေးတွေအရဆိုလို့ရှိရင်ရန်ကုန်ထိဆင့်လာမယ်ဆိုရင်ဈေးသက်ကတော့များပါတယ်။တရားမို့မန်းလေးမှာဖွေးဖို့လိုပါတယ်ဆိုရဲတင်းတင်းတင်ပြတဲ့ခါကျဘိုးကြီးကလည်းခွင့်ပြုလိုက်။လည်းခွင့်ပြုလိုက်တာနဲ့သူကလေသူ့ရဲ့နင်းပေါ့တပည့်တော်မို့သူကလှုပ်ဖို့ကံပဲပေါ့လေ။အဲအဲ့ဒီရင်းပေါ့သူကလန်းလန်းပြန်တော့မကြသေးဘူး။ဥကိုလေးကိုသူကနေပြီးတော့ဟာရင်းပေါ့တောင်းဝင်ပေးလိုက်တယ်။အဲ့ချိန်တုန်းကဒီလိုပြေးလို့မရအောင်တက္ကသိုလ်ရင်းကိုတခုကို เจ้าဝင်ကြီးပေးတယ်ဆိုတာကသူစိနေတို့ဘာလို့ရှိတယ်အဲ့ဒီကနေပေါ်သွားတယ်ဒါပေမဲ့မဟုတ်ဘူးသူကစိနေတို့ဘာလို့အရင်ကကက်ဘိနက်ကအပူဝရပြီးတဲ့အတွက်ကြောင့်စိနေတို့ဘာလို့သူကမလုပ်တော့ဘူးမလုပ်တော့ဘဲနဲ့သူကဘိုက်ပတ်လုပ်လိုက်တယ်သူကသူ့ရဲ့ရင်းနဲ့ပြင်ပြင်ဟိုင်းဝင်ကြီးရဲ့လုပ်ပိုင်ဝင်နေကနေပေါ်တော့သူကနေပြီးတော့အနည်းတက်ကသူဖွင့်လိုက်တယ်ဆိုတော့ဒါတော့သူတို့နှစ်ယောက်ရဲ့ဂျာမာဒီလိုဆက်တန်ကြီးကအမှန်ကောင်းခဲ့တာပေါ့လေနောက်ပြီးတော့အဲ့ဒီမှာဒီဆိုရမ်ပီလာလာပြီးသူရှိတယ်ဒီကအဲ့မှာသူကနေပြီးတော့ဟာရင်းလို့ဖို့ အမျိုးသားစီမံကိန်းကိစ္စတွေကိုလုပ်ဖို့သူတို့အမှစီဝေးလုပ်ကြတယ်ဘာမှချင်းဒါမှလည်းအချင်းကမရလိုက်ဘူးလေဥရင်ကလူသားသမားဥသွားတာဟုတ်နော်โอเคအခုလိုဒီဥရဆက်အပါဝင်ပေါ့เนาะဘူဂျုံဆန်တို့ ਨੇ အတူကြာဆုံးခဲ့တဲ့နေ့မှာပေါ့เนาะအဲပြည်သူတွေအများသိဖို့အတွက်ပေါ့ရှင်းရှင်းလေးသိဖို့အတွက်အဲ့ဒီနေ့ကဥရဆက်နဲ့အတူဘူဂျုံတို့ကြာဆုံးသွားတဲ့အခမ်းအနားဘလိုမျိုးအစီအစဉ်မှာပေါ့เนาะဘလိုပုံစံနဲ့ကြာဆုံးသွားတာလဲခင်ဗျဒါလည်းပြည်သူတွေသိစေချင်လို့ဓာတ်ပြီးပြောပြပေးပါဦး ဆိုတော့အဲ့ဒါတော့အရင်မှအတွေ့အများယုံနော်ဥပမာဝင်းမြိုင်ခေါ်တာပေါ့လေအတွေ့အများယုံမယ်ဆိုအဲ့ဒီမှာဝင်လာတယ်ဝင်လိုက်ပြီးတော့ကျောင်းလင်းလေကားလေးရှိတယ်လေကားလေးကအကွေလေးအဲ့ကနေတက်တယ်ဆိုတော့တက်ပြီးတော့မှအရင်တို့ဘိုးကြီးအောင်ဆန်းတို့ကက်ဘင်နက်လုပ်နေတဲ့အထဲကိုဝင်ပြီးတော့သူကပြစ်တာပေါ့ဆိုတော့ပြစ်ပြီးတဲ့အခါကျတော့အဲ့ဒီမှာအဲ၃ယောက်ကအသက်ရှင်တယ်နော်ဝင်းကြီး၃ပါး ဆိုတော့တက်ရှင်နေအပြစ်ပြရနေသူကပြန်ပြီးတော့နောက်လမ်းတကားပေါက်ကြီးကနေပြီးတော့ဟာလေကားပေါက်ကြီးကနေပေါ့သူပြန်ဆင်းသွားဆင်းတဲ့အခါမှာအစ်စ်မှကိုထွေးရနေပြီးတော့ဘာလို့ဆိုတော့ကျွန်တော်အဖေခန်းနေအရင်အစီဝေးခန်းနေကတ်နေတာဆိုတော့ဆင်းလာတယ်သူကအတန်ကြားလိုက်တဲ့အခါကျတော့သူကသူ့စတာကလေးကြိုင်ပြီးအပြင်ထွက်သွားတဲ့အခါမှာဟိုလူကသူ့ကိုပြက်သွားတာအဲ့မှာကိုထွေးလဲတည်တယ်အရင်ပေါ့အင်းဆုံးသွားတယ်အဲ့တော့သူတို့အောက်ကနေလှေကားနေဆင်းပြီးတော့ဂျက်ကားစောင့်နေတဲ့ဂျက်ကားနဲ့ပြန်ထွက်သွားတာပေါ့ ဲတော့အဲ့ဒီလိုအာဇာနည်တွေပေါ့နော်ကြာဆုံးပြီးတဲ့နောက်ပိုင်းမှာကိုကျွန်တော်တို့အခုလိုဒီလိုဒီဇူလိုင်19ရက်နေ့ကိုရောက်တိုင်းရောက်တိုင်းပေါ့နော်အာဇာနည်နေ့တွေကုန်ပြကြတယ်အဲ့တော့သိကျင်တာကဒီ290ပြည့်အာဇာနည်နေ့အခမ်းအနားမတိုင်ခင်ပေါ့နော်အစကတည်းကနေဒီအချိန်အထိဒီအာဇာနည်နေ့အခမ်းအနားကိုခက်ဆက်ဆက်မှာဘယ်လိုမျိုးတွေဖြတ်တန်းခဲ့ရလဲဆိုတော့ကျွန်တော်ကအနည်း90ရှိပြီဆိုတော့ဖြတ်တန်းခဲ့ရတယ်တော်များတာပေါ့ဟိုခက်တွေကလည်းတော်များများကျုံခဲ့ရတာပေါ့ကျွန်တော်တို့နဲ့ဆိုတော့ဥနုလက်ထက်မှာကတော့တိတ်ပြီးတော့တော့အရင်မဖြစ်လိုက်ဘူးဥနုလက်ထက်မှာ ဒါပေမဲ့ဟိုဒီမှာသမဏကြီးမန်းဝင်းပေါင်လက်ထက်ဆိုတော့အဲ့ဒီလက်ထက်မှာကျတော့သမဏကြီးမန်းဝင်းပေါင်ကတော်လီကူးဆိုင်တယ်ဆိုတော့ကျရင်တင်းနေကိုဇနီးတွေအဲ့မှာဇနီးတွေရှိသေးတာဟိုဇနီးတွေနဲ့သာသမီတွေတော့ကူးဆိုင်တယ်ဆိုတော့ပထမတနေ့မှာဆိုတော့သူကနေပြီးတော့ဟာဒီသူကရင်းလဲလုခဲ့တာဟိုဒီပို့ဆောင်ဆက်သွေးဝင်းကြီးလဲလုခဲ့တာဟိုနော်မန်းဝင်းပေါင်ကဆိုအဲ့ဒါနဲ့ဆိုတော့တင်းမောနဲ့ခေါ်ပြီးတော့အလုံးစိတ်ပြေလက်ပြအောင်ဆိုပြီးတော့ဒီရန်ကုန်မြစ်ထဲမှာ ော်လမ်းမှာတမင်ရဲ့ကျွေးပေါ့လေအဲ့လိုလုံပြန်လိုက်တဲ့ခါကျတော့လေအဲသူ့အိမ်မှာအင်းပေါ့ဆရာတော့ကြပေါ့လေအဲ့လိုလုံခဲ့တယ်နောက်တစ်နေ့ကျတော့မြို့ပယထာနဲ့ခေါ်တယ်မြို့ပယထာနဲ့ခေါ်ပြီးတော့ကျွန်တော်တို့အဲလမ်းမှာအားလုံးနေပြီးတော့14အင်းဟာအဲ14အင်းဟာမှာအဲတုန်းကရေကူးကန်လည်းရှိတယ်ဗာလည်းရှိတာပေါ့လေဆိုတော့အဲ့ဒီမှာသူကနေပြီးတော့နေလေသာကျွေးပြီးတော့ဟာရေကူးညာလူကူးဟလာဟိုနေတန်းဆက်ချင်လူရိုက်ဆိုတော့အဲ့လိုလို့တော့ပေါ့လေ အဲ့တော့နှစ်စဉ်လေဘရင်မှာသမရအိန္ဒိယမှာနော်ဘရင်ဝါဝင်းဝါရက်ကိုဒီဟိုရင်းနေသတ်သမီးတွေဟိုသူအဂရော့ခံတယ်ဆိုတော့ကျွန်တော်တို့သွားတယ်ဆိုတော့နှစ်နှစ်နှစ်ကျွန်တော်တို့သွားရပါတယ်ဆိုတော့အဲ့လိုသူကရင်းနှီးနှီးရှိတယ်အမတမ်းမှရင်းနှီးရှိတယ်ဆိုတော့သူပြီးတဲ့ခါကျတော့ကနောက်ကျတော့ဒီနေ့က62ခုနှစ်ကျတော့ကဘရင်ကတက်လာတာပေါ့တော်လိုင်းကောင်စီတက်လာတယ်ဆိုတော့တက်လာတဲ့ခါကျတော့လေဘရင်ကဘိုးယုတ်နေဝင်းက ်သူကတင်းမို့ဘန်းငွေချတယ်လေးပြူတယ်။နော်ကျွန်တော်တို့အလုံးကလည်းတန်းစီနေရတာပေါ့လေ။တန်းစီနေပြီးတော့သူကနေအကုန်လုံးတင်းမို့တက်သွားတယ်။ဟိုအစင်ကြီးခုံးမတက်သွားတယ်။တက်သွားပြီလို့ရှိရင်သူကနေပြီးတော့ဘုရားအောင်ဆန်းကိုကူပါဘန်းငွေချတယ်။ချပြီးတဲ့အခါကျတော့သူ့ရဲ့ဘုရားအောင်ဆန်းရဲ့ညာဘက်ပေါ့သူ့ရဲ့ဘယ်ဘက်ကကောင်းဆောင်ကြီးတွေရဲ့ရင်းတွေကိုဘန်းဘန်းငွေအသီးသီးလေးရောက်ပေါ့လေချသွားတယ်။ချသွားပြီးတဲ့အခါကျတော့သူပြန်လာတယ်။ပြန်လာတဲ့အခါပေါ့ခလေရောက်တဲ့အခါမှာ ုဘက်ကရှိတဲ့မိသားစုလေးယောက်ကပန်းငွေချတယ်။ချလိုက်ပါသူကတခါသူ့ရဲ့ညာပဲပေါ့လေ။အဲ့မှာရှိတဲ့ပန်းငွေဟိုလိုက်ချတယ်။ချပြီးတော့သူကအဲ့ဒီမှာခလဲမှာနေလိုက်ဘိုးရောင်ဆိုင်ငူရှိမှာ။နောက်ကျတဲ့မိသားစုကချတယ်။ချပြီးတဲ့ခါကျတော့အဲ့မှာသူတို့အစီအစဉ်တိုင်းပေါ့ပန်းငွေချတယ်သူတို့စစ်တပ်ရဲ့ရင်းဒီလုံကြီးလုံးဝနေပေါ့အကုန်လုံးလုပ်ပြီးတော့မှသူကဟိုပြန်လာပေါ့လေ။ပြန်တဲ့ခါမှလည်းဟိုမိသားစုတွေနဲ့ရင်းနှီးနှီးဟိုစကားပြောရတယ်။တော်လေးလည်းသူကတော့ သိတာပေါ့လေပြည့်တဲ့အခါကျတော့ရင်းနေပါတယ်သူပြောတာဆိုတော့နောက်ဒါပေမဲ့နောက်ပိုင်းကျတဲ့အခါကျတော့ကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီအဒန်နီဗိမာန်ကိုဘိုးဖောက်မယ်ဘာညာဆိုအတန်းကြားလိုက်တယ်ပေါ့လေအောက်ကမြေကြီးအောက်ကတူးပြီးတော့ကဘိုးဖောက်မယ်ဆိုတဲ့ဟာကြီးအဲ့ဒါလည်းသူကြားပြီးရောအဲ့နှစ်ကစားပြီးတော့သူမလာတော့ဘူးမလာတော့ဘဲနဲ့အဲတရင်ပေါ့အဲဝင်းကြီးတွေပေါ့လွှတ်တာပေါ့လေဘရုတ်တောင်းတန်းတို့ဆိုအဲသူတို့တွေကနေပေါ့လာပြီးတော့သူကိုစားအဲ့မှာအရေးကြီးတာသူကိုစားဆိုတာအရေးကြီးတယ် ။ဟောဆိုသူကိုစားဆိုတာကဥနေဝင်ကိုစားဆိုတော့ဒါကျွန်တော်တို့အနေနဲ့ယူစားတာပေါ့လေ။ရောရောဝင်အရင်ပေါ့ဝန်ထမ်းလုပ်ခဲ့တဲ့အခါကျတော့ကိုစားဆိုတာသူလာတာနဲ့တူတူပဲပေါ့။နော်။ဆိုတော့အဲအဲ့ဒါလေးတွေကိုတော့ကျွန်တော်အမှတ်တရပေါ့လေ။ဟိုရှိခဲ့တာပေါ့။နောက်ပြီးတော့တခါ88နောက်ပိုင်းကျတဲ့အခါကျတော့ဘိုးရုပ်ဆောင်းမောင်။ဘိုးရုပ်ဆောင်းမောင်လည်းထက်ကြတော့ तू तू ကမလာတော့ဘူး။ဒါပေမဲ့သူ့ရဲ့ပြင်ပြည်ရေးဝင်ကြီးလာမလို့အဲဘုံဘူးကြီးကျွန်တော်နာမည်နေဆိုတော့သူ့ကိုလွှတ်တယ် ဆိုတော့သူကလည်းလေရင်းကိုကျွန်တော်နှစ်စဉ်ကျွန်တော်ကဟိုအာဇန်ကြီးနေ့အခမ်းအနားမလုပ်ခင်မှာကျွန်တော်တို့လေ့ကျင်တာဆိုတော့အဲအဲ့မှာကျွန်တော်နှစ်စဉ်သွားတယ်ဆိုတော့အဲ့မှာကျွန်တော်သူကကျွန်တော်တို့ကိုခေါ်တယ်ခေါ်ပြီးတော့ကျွန်တော်အဲ့ဒီနှစ်စဉ်ဘယ်လိုလုပ်မယ်ပေါ့လေအစီအစဉ်တွေကိုသူနဲ့တူတွဲပြီးတော့ကျွန်တော်ကလုပ်ကြတာဟုတ်ဆိုတော့အဲ့ဒီမှာလဲဟိုသူကရင်းနှီးရှိပါတယ်ရင်းနှီးရှိတယ်အဲ့တော့ဘိုးချုပ်ကမှလိုက်တယ်ဘာဖြစ်ဖြစ်ဟိုလူရာရှိရင်ပြောပါပါညာပေါ့လေဆိုတော့အဲ့ဒါလဲကျွန်တော်ကလုပ်ခဲ့ရတာပေါ့လေနောက်လွတ်လပ်ရေးနေ့ညစာကျတော့ ပရင်ကဘုရုပ်မှုကြီးပေါ့လေ။နော်ဘုရုပ်မှုကြီးစောမောင်ကနေပြီးတော့ဟာကျွန်တော်ဖိတ်တယ်မိသားစုအားလုံး။ဘယ်မှာဖိတ်လဲဆိုတော့ဟာဦးထွတ်တော်ဆောက်ဦး။အဲ့မှာလုပြီးတော့ဟာဟိုကျွန်တော်တို့နှုတ်ဆက်တာပဲ။ယင်းနည်းဆက်ပါတယ်။ယင်းနည်းဆိုတော့နှုတ်ဆက်ပါတယ်။နောက်တင်းကသူသူဖြင့်ဘုရုပ်မှုကြီးစောမောင်ကကျွန်တော်ဖိတ်ချောင်းထွက်တော့